ဖြို့ဥပကျော်ကြီးဘောင်းနေတည်နေလားဆိုအေးမောင်နေခုမှစမှာဟာဘောင်းနဲ့ဆိုင်မဲ့ပဲပြောပါသေးတရန်ကမွေးနေပေါ့ပွဲစားနဲ့တခါတည်းကွန်းတယ်လာကောက်သွားအေးော်လာမှာပေါ့ဥပကျော်ကြီးရဖင် မဆိုင်ရသေးဘူးမျောတက်ရန်ကောအေးပြောပြော လာရင်အကြောင်းလေးဒါကကြည်လို့ဘောင်းနေကဒီတိုင်းအလွတ်ဆိုင်မှာလားအေးပေါ့ဘလို့ဆိုက်ရမှာတော့ဟာ အေးမင်းပြောတဲ့ပေါင်းမလိုက်ရတဲ့နီးဆိုတာမင်းမလို့ကျုပ်ပြောမှလည်းအဲ့အကြောင်းနဲ့ဥကျော်ကြီးဘောင်းလေးကိုဒီတိုင်းအပန်ကလေးတွေထည့်ပြီးအလွတ်ဆိုင်မဲ့အစားကျွတ်တူစီမှာပေါပေါမြမြရတာတွေနဲ့ဖုံးမိကဆိုက်လို့ရတယ်အပန်ဆိုက်တာကဆိုက်တာပဲဘောင်းတစ်ခုလုံးကိုကြတော့ကောက်ရိုးတွေဖုံးဆိုက်လေရတယ်ဖိုက်ရွက်ချောက်တွေအုပ်ပြီးဆိုက်လေရတယ်ဟမ်မင်းဟာလည်းမင်းဟာကလည်းမလုံနဲ့အဲ့လိုဆိုက်ရင်ဘောင်းမှာပေါင်းပေါက်တာနဲတယ်တော့မထတ်တော့ နွေဆိုရင်ရေလောင်းရင်ရေဆိုးတာထိမ့်ပေးနေတယ်ခဏမြေကြီးနဲ့နေကတိုက်ရိုက်မထီတော့ကောင်းတာပေါ့ပေါင်းနေတော့ကနိုင်ရှင်းလို့ရသလိုညီဩစာထဲ့မယ်ဆိုရင်လေလူစားမဲ့အပင်နေမရှိတော့ပိုးပြီးလက်တန်တာပေါ့ဘောင်အုပ်တာကအနည်းမျိုးတော့ရှိတယ်ပလတ်စတစ်နဲ့အုပ်တာရယ်နောက်တစ်ခုကကြုတ်ဖြိုးတဲ့သဘာဝပစ္စည်းတွေနဲ့အုပ်တာရယ်ပလတ်စတစ်ကပစ်စရာနေရာမရှိရင်ကွန့်ထဲမှာပလူပြန်းနေမှာအကြံမကောင်းဘူးဆိုတော့တိတ်တော့အားမပေးချင်ဘူးကောက်ယူလို့ဟာတွေကြတော့ပေါများတယ်ဆိုတော့အလကားရတာလေ ပြီးတော့တရားစီပြင်သူတို့ကမြေထဲရောက်သွားပျောက်သွားပြီးမြေစီတောင်တက်သေးတယ်။မဲဟာကြွမနိုင်ဘူးလား။ကောင်းတာကြီးပဲတော့မဟုတ်စိုးတာလေးနဲ့နည်းနည်းပေါ့။အပင်နဲ့ကတ်သွားရင်လည်းအပင်လေးတွေခါရီသေးတယ်။ကောင်းတာလေးတွေပုံများတယ်လည်းထုံးကြတာပေါ့။ကောင်းကောင်းခြောက်နေတဲ့အရွက်တွေတုံးပေါ့။ဘေးဒါဆိုလည်းကောင်းကောင်းခြောက်သွားအောင်နေပြထားတဲ့ဟာမျိုး။သိကြတယ်နော်။စိုက်ကြည့်စမ်းမ။အေးတလန်တဲကောက်ယူကတော့ပေါင်ဖုံးပြီ။အေး ။ဘောင်ကဘလော့မိမိမင်းဟာကဘလော့ဖုံးရမှာလဲ။ကျုပ်ဟာတော့မလို့ပါနဲ့ကိုကျော်ကြီးရရဲ့။ဘောင်ကအခုလို66တွေ့တွေ့ဆိုရင်ရှစ်လက်မကနေဆန်းနှက်လက်မရေဝတ်ရင်တပေကနေတပေခွဲဖုံးမဲ့ဆိုရင်လေးလက်မထူတော့ဖုံးရမယ်။ Okay နော်။ Okay ဘီ Okay ဘီ။လာလဲဘောတတ်ကောက်ရိုးသွားကောက်မယ်။ခမရအဲ့လိုကြီးခေါ်မှတော့ကျုပ်ကဘယ်တက်မတော့ညနေမောင်းပိုင်းတဲ့ခေါ်မယ်ကွာ။ကြိုက်ပြီလေ Mão, mão.